တခါကရွာတရွာမှာဖိုးတေဆိုတဲ့ငပြက်လေးတယောက်ရှိခဲ့ပါလေ။သူကတော့ဖိုးတေရေငပြောသေးစားမလားလို့မေးရင်အခွန်ခွာပြီးသားလား။ဆိုပြီးတော့ပြန်မေးတတ်တယ်။ငပြောသေးတာအခွန်ခွာဖို့တောင်းပြင်းချင်းခဲ့တယ်။ဒါနဲ့ပဲအရေရောက်လာတဲ့အခါမှာတော့မိဘနှစ်ပါးကပါလေးအတွက်စိုးရိမ်မကင်းဖြစ်လာကြတာပေါ့ဗျ။ ဖခင်လို့သူကတော့ဖုတ်တီလေးကိုသူတငယ်ချင်းစီပို့ဖို့ဆုံးဖြတ်ခဲ့တယ်။မိမကြီးငါသားလေးကိုလေငါတငယ်ချင်းစီပို့လိုက်မယ်။သူကဘာလို့လဲတငယ်ချင်းဆိုတာသူကတော့ပညာတတ်ပြီးတော့တမတမကြားတဲ့လူတယောက်ပါမိမ။အော်ဟုတ်လားဒါဆိုပို့ကြတာပေါ့ကေ။ဒါနဲ့လည်းတိုင်ပြီးပို့လိုက်ကြတယ်။ဒါရင်ခဏလာပါဦး။ ဘာကိုခတိရတနေချင်းစီပို့မလို့ဟာတောချင်မှာဘုခတိဒါလို့မတောချင်ရတာလေခတိကောဘာလို့ပို့မှာလဲတာကိုသူကတားလေးဘဝပြောင်းလဲအောင်လုပ်ပေးနိုင်တယ်ဟင်းတားလေးဘဝပြောင်းလဲအောင်ဘလို့လုပ်ပေးမှာလဲဗျာဒီနေ့တွေ့ရင်မြင်သိလိမ့်မယ်ဒါနဲ့ပဲမတောချင်တောချင်နဲ့ဖို့တီကိုတနေချင်းစီပို့ခဲ့ပါလေတားလေးဘဝကောင်းစားဖို့အတွက်ပဲဟဲ့ တမင်ချင်းထိအပ်ပြီးတော့ဟေးမင်းကဘာမှမလုပ်ချင်ဘူးဆိုတာမင်းတကယ်ကကုလေးကိုပြောထားပြီးပြီမင်းကိုလည်းဘာမှမခိုင်းပါဘူးကွာဟာတကယ်လားမင်းဒီအခန်းထဲမှာသွားနေခင်းလဲငါပဲပို့ပေးမယ်အပြင်ကိုထွက်မလာနဲ့ပြောတာကြားလားဟုတ်ကဲ့ပါဗျာဒါနဲ့ပဲ းတေလေးကတော့ရတတတတတနတတလာတဲ့အခါမှာအခန်းအောင်ရတာညီငွေလာခဲ့တာပေါ့ကဲတငယ်ချင်းဦးလေးကတော့မြဲတမ်းမနဲ့အစိုးရခြံခြံလုတ်ကိုလုံးလေးရှိတယ်ဖွတီကတော့အပြင်ထွက်ချင်လို့အခန်းထဲကနေပြီးတော့ပဲအပြင်ကိုဘလို့ထွက်မလဲဆိုတာချောင်းနေခဲ့တာပေါ့ကဲအိမ်သာတက်တဲ့အခါတိုင်း ချိန်ကြာကြာတက်လာခဲ့တယ်။ရေချိုးရင်လည်းအကြကြီးချိုးလာတယ်။ကုလေးကြီးကမြင်တော့ဟေးဖုတ်တီမြင်းများဝင်တော့ဖုတ်တီခမအခန်းထဲမှာဝင်အောင်ရရှာနေတော့တယ်။တလားနှလားမြောက်တဲ့အခါမှာတော့အခန်းထဲမှာလုံးဝမနေချင်တော့ဘူး။ကုလေးဆရာကြီးရဲ့ကျွန်တော်ခြံအလုပ်တွေကိုဝမ်းကူလုပ်ပေးပြရစေ။ဟာ တယ်ဟုတ်ပါလားမင်းလှုပ်ချင်နေဆိုရင်ငါထက်အရင်စောစောထမှတ်ကောငါမှာပေါတူးကတလက်ပဲရှိတယ်ကွာကဲမင်းလှုပ်ချင်နေဆိုလို့ရှိရင်ငါမနဲ့ဒီမှာပေါတူးကိုထောင်ထားမယ်နောက်နေ့ဖူတီလေးကထားတဲ့အချိန်ပေါတူးကိုမတွေ့တော့ပါဘူးကိုလေးဆရာကြီးကအရင်ခြံထဲမှာဆင့်နေနေပြီလေ အကြက်ကြက်နဲ့ပေါတုကိုပေါက်ပြီးလေးချင်းပေါ့ဖိုတီလေးကတော့အရန်ကိုအကြနေခဲ့ပါတယ်ဟေးဖိုတီဒီနေ့မင်းပြန်ဝင်အောင်လိုက်အောင်နော်မနေ့ကတော့ဥအောင်ထပေါ့ကွယ်နောက်နေ့မနေ့ဖိုတီကိုနိုးလာတဲ့အချိန်မှာပေါတုကမရှိပြန်တော့ပါဘူးဟေးဖိုတီမင်းပြန်အိတ်လိုက်နော်ဒါနဲ့ပဲဖိုတီလေးကစိတ်ပြက်လက်ပြဲနဲ့ပြန်အိတ်ရတယ်လေ ဖူးတီလီကဒီလိုအတွေးဝင်ခဲ့တဲ့။အင်း၊ဟာမနက်ခံစောကြီးကိုထမယ်။ဒီလိုပြောပြီးကျင်းဝလိုက်တယ်။နောက်နေ့မနေ့ဖူးတီကစစ်တွန်တန်ကြတဲ့အခါမှာဖူးတီကနောက်ခနဲ့ထကအာရပါရကြီးလိုက်တဲ့အချိန်မှာတော့ပေါက်ကလေးကိုတွေ့သွားခဲ့တာပေါ့။ဒါနဲ့ပဲဖူးတီလီကလေချွင်ပြီးတော့ခြံထဲမှာဆင်းပြီးပေါက်တုကိုစပ်ပေါက်ပါတော့တယ်။ ွက်ချွေးတွေဆိုပြီးမနဲ့လေးလေးလေးညှင်းလေးငှက်ကလေးတွေရဲ့တင်းဆိုတဲ့တင်းဆိုတဲ့လေးတွေကိုကြားရတော့တခါမှမခံစားဘူးတဲ့။ချိန်လေးမှုကိုပထမဆုံးခံစားရတာပေါ့ပဲ။အဲ့ဒီအချိန်ကစားပြီးဖိုးတေလေးကတော့တက်တက်ကြွကြွနဲ့ဒီပတ်စီပြန်သွားပြီးတော့ပြစ်ချက်မြက်တဲ့သားလိမ္မာလေးဖြစ်လာခဲ့တာပေါ့ပဲ။ဒီလိုပြောင်းလဲလာရတာကတော့ ရာကြီးရဲ့ကျေးဇူးကြောင့်လည်းဖြစ်ပါတယ်။မိဘနှစ်ပါးကလည်းတငယ်ချင်းဆရာကြီးကိုကျေးဇူးတင်ပြီးဆရာကြီးမှလည်းပီတိဝေဖြာပြီးတော့ကြံ့ရစ်ခဲ့တာပေါ့ကွယ်။ဒီပုံပြင်လေးကိုကြည့်ချင်းအားဖြင့်အရန်ပြင်းတဲ့လူကိုအလုပ်ပဲစွတ်ခိုင်းတာမဟုတ်ခင်နဲ့ပညာသာပါပါသူ့ကိုယ်သူကြကြပြီးလှုပ်ချင်တဲ့စိတ်ပေါအောင်လှုပ်ပေးနိုင်လေဆိုတဲ့ဇာလန်လေးပဲဖြစ်ပါတယ်။ရှိသူ အားလုံးလည်းအဆင်ပြေကြပါစေ။ဘဝနဲ့ဆန္ဒတစ်ထပ်ထဲကြပါစေ။